ီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရင်နော်ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရင်မခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအခု PK ထုံးကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲနဲ့ကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအဲ့လိုနင်းမီဦးတဲ့ငါကိုနေလို့ဒါအဲ့လိုပြောလိုက်တာပြောလိုက်ပြောသူကနေပြီးတော့အဲသူ့ကိုအဲ့လိုသူ့အမေနဲ့ကင်ဆဲပါတယ်ဗောနော်သူ့အမေနဲ့ကင်ဆဲပါတယ်လို့ပြောတော့ပိုင်ရှင်တောင်းလည်းဘလို့ပဲပြဿနာဖြစ်နေပြီသေးကိုထီးလည်းရလောက်စားကြောင်းတချမ်းမှမရှိဘူးကျွန်တော်ကိုထီးလည်းရလောက်တာလုံးဝမကျင်တတ်ပါဘူးနော် အလုံးမင်္ဂလာပါတင်ငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျ။ဒီကနေ့တင်ငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ဒီစိန်တိုင်းပိုင်ရှင်ပေါ့နော်မပိုးကြပြူခင်နဲ့အကိုထွန်းတို့ကိုတော့အလုံးသိကြမယ်လို့ထင်နေဗျာနော်။မပိုးကြပြူခင်ကတော့ဒီ MRTV4 မင်းသမီးဘွားကနေပြီးတော့ပေါ့နော်။ဒီတထေးကြီးကိုထွန်းကိုသူကယူလိုက်တာဗျ။လောလောဆယ်မှာသူတို့ကစီးပွားရေးလုပ်ငန်းတွေများစွာရှိပြီးတော့ဗောနော်ဒီ PK ထွန်းဆိုတဲ့စိန်တိုက်ကိုလည်းဖွင့်ထားသေးတယ်ဗျ သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ကိုချစ်ချစ်ခင်ခင်နေကြလို့ပေါ့နော်ပျော်ပျော်ရွှင်ရွှင်နေကြလို့တူနဲ့တူကိုအပြန်လန်နားလဲပေးကြလို့လူတွေကြားထဲမှာတော့ရေပန်းစားနေကြတယ်ဗျာနော်ဒီကနေ့မှာတော့မပိုးချပြူခင်ရဲ့ယောက်ျားကပေါ့နော်သူ့ရဲ့ဆိုင်မှာရှိတဲ့ဝန်ထမ်းလေးတယောက်ကိုသူကလက်သီးနဲ့ထိုးလိုက်တယ်သူနဲ့အတူတူပဲအဲ့ဒီဆိုင်မှာလုံနေတဲ့အလုသမားကောင်မလေးကိုလည်းဆိုင်ကနေပြီးတော့မောင်းချလိုက်သေးတယ်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထိုးခံရတဲ့ကောင်လေးကပေါ့သူဘာကြောင့်အထိုးခံရတာလဲဆိုတာကို သူ့ရဲ့ပြဿနာကိုအစာဆုံးပြောပြပေးထားတဲ့ဗီဒီယိုလေးရှိတယ်ဗျ။တကယ်ချင်းတို့လည်းဒီမတ်ပိုးကြပြုခင်းရဲ့ယောက်ျားမှန်လား။ဒါမှမဟုတ်စိုင်းဝင်တန်းလေးမှန်လားဆိုတာကိုတိတိကျကျသိရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်။ဒီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရင်တော့ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရင်ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာ အခုပြီးခဲ့တုန်းကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲနဲ့ကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာရင်နာပြီးခဲ့တုန်းကဒီမှာကိုထုံးလုံးဝင်ကကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါကျွန်တော်တို့သူတို့ထွက်တော်ထွက်တော်ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိပဲနဲ့ ဒီမပိုးကြပြူခင်းရဲ့ယောက်ျားကိုထွန်းထွန်းဝင်းကပေါ့နော်ဒီဝင်းတန်းကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကိုခွေးမောင်းတလို့မောင်းထုတ်တယ်တဲ့ဘာအပြစ်မှမရှိဘူးတဲ့ဒါသူတို့ပြောတာပေါ့ဗျာနော်အပြစ်မရှိဘဲနဲ့တော့ဒါဆိုင်ရှင်ကမောင်းထုတ်မှာမဟုတ်ဘူးဗျသူတို့ဘလို့ပြဿနာတွေတက်လဲဆိုတာကိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ကြည့်ကြရအောင်ဗျာနော် အဲဆယ်လီဖြစ်ချင်တာနဲ့ကွက်တီလို့ပြောရဒီအမန့်ပိုင်ရှင်အမနော်အမအမကျွန်တော်လိုမခံစားပါသေးနဲ့ကျွန်တော်လိုလည်းမဖြစ်ပါသေးနဲ့နော်အမကိုယ်တိုင်မခံစားပါသေးနဲ့ကျွန်တော်အခုဆယ်လီဖြစ်ချင်လို့ပေါ်ပင်ဖြစ်ချင်လို့ပြောနေရမှာမဟုတ်ဘူးနော်အလုပ်ရှင်တယောက်ကအလုပ်သမားတယောက်ကိုလက်ပါလို့မလို့မဖြစ်သင့်တဲ့အကြောင်းကိုကျွန်တော်ပြောတာနော်လက်ပါစရာအကြောင်းမရှိဘဲနဲ့လက်ပါတဲ့အတွက်ကျွန်တော်ကအဲ့လိုပြောတာနော်တချို့လူကြီးကလည်းရဲသွားတိုင်းနေပါလေပြောရည်ကျွန်တော်မှဘာတက်တည်မှမရှိတာသူတို့ CD record ထဲမှာရှိရကျွန်တော်ကိုတကယ်ထိုးခဲ့လားမထိုးခဲ့ဘူးလားကျွန်တော်တို့မောင်းထုတ်လားမောင်းမထုတ်ဘူးလားဆိုတာ CD record ထဲမှာရှိရကျွန်တော်တို့မောင်းထုတ်လောက်တဲ့အထိ ောင်းထိုးရလောက်တဲ့အထိကျွန်တော်တို့အပြစ်မှုတစ်ခုမှမကြိုးလွန်ခဲ့ဘူးเนาะကျွန်တော်တို့ ACC ပြောလို့ရတယ်ကျွန်တော်မင်းတို့တော့အဆင်မပြေဘူးထွက်လို့ရတယ်လို့ပြောရင်ကျွန်တော်တို့လည်း ACC ထွက်သွားမှာပဲကျွန်တော်အမှလောက်ခဲ့တာ9လကျော်ရယ်เนาะ9လကျော်10လနီးနီးပဲရှိနေပြီเนาะကျွန်တော်တို့ ACC ပြောရင်ကျွန်တော်ထွက်သွားမှာပဲเนาะအခုကဘာမှမဝင်နဲ့ဇွတ်တီအတင်းကြီးအဲထွက်လိုက်တော့ငါလုံးမသားမင်းမမြင်ချင်မင်းစောက်ခွက်မမြင်ချင်အခုချက်ချင်းထွက်ထွက်ဆိုပြီးဇွတ်တီအဲ့လိုမျိုးပြောတာနော်ပြီးတော့ကျွန်တော်တို့လည်းထိုးတဲ့အတွက်လုံးဝကျွန်တော်လက်မခံနိုင်တာပါ ျွန်တော်ရဲ့ဒီနားကိုထိုးတာပါနော်ဒီနောက်ထိုးတာပါအဲ့ဒါကြောင့်မလို့ပါနော်ကိုကြီးလက်ရောက်စော်ကားရတော့ကျွန်တော်မကြည့်နဲ့လို့ထပြောတာပါနော်ဆယ်လီဖြစ်ချင်လို့မဟုတ်ဘူးတိအောင်လို့တိအောင်လို့နော်အပေါ်ယံနေပဲကြည့်ပြီးရောလူတွေကယုံကြလို့အတွင်းထဲမှာဘလို့ဖြစ်နေလို့တိအောင်လို့ပြောတာနော်လူတွေကိုအပေါ်ယံကြည့်ပြီးယုံမနေနဲ့ဟောဖားပဲဖားမနေနဲ့နော်ပတ်စံရှိမှလူရဝင်နေတယ်ပတ်စံရှိမှပဲမှန်နေတယ်ပတ်စံရှိတဲ့သူတွေပဲမှန်နေတယ်နေနဲ့ပတ်စံမရှိတဲ့သူတွေလည်းအသေးနှလုံးနဲ့နော်ခံစားတတ်တဲ့နှလုံးသားနဲ့နေပါဖြည့်တွေ့ပြုံနော် ်ဆယ်လေးဖြစ်စင်ကြတော့မှမရှိဘူးဒါကတော့မှန်တယ်ဗျာနော်အမကိုယ်တိုင်ခံကြည့်ပါလားအမကိုယ်တိုင်ကျွန်တော်နေရာဝင်ခံကြည့်လိုက်နော်အမကိုယ်တိုင်အဲ့လိုမဖြစ်ပါစေနဲ့ဆုတောင်းလိုက်တယ်အမအခုရဲတိုင်ဆိုလဲရဲတိုင်လိုက်ရင်လဲ ငွေများတရားနိုင်မယ်ဖြစ်မှာတိလားအခုကကျွန်တော်အမားတစ်ခုမှမလုထားပဲနဲ့ကျွန်တော်အမားတစ်ခုကြောင့်ဆိုကျွန်တော်ထိုးရင်ကျွန်တော်ထိုးခံနိုင်တယ်ကွာကိုအမားတစ်ခုလုပ်ရလို့ကို့ကိုထိုးမယ်ဆိုထိုးခံနိုင်တယ်အခုကသူ့ရဲ့သမီးနဲ့အတူတူတက်တော်လေးဆော့ပြီးတင်လိုက်တာအဲ့တင်လိုက်တဲ့အရာတစ်ခုကို तू ကအဲသူတို့ကနေကျွန်တော်လာပြောရင်မတင်နဲ့မတင်နဲ့အကြောင်းမတင်နဲ့မတင်ဖို့ပြောရယ်ပေါ့ပြောရတဲ့အချိန်မှာဟိုဟာ ကျွန်တော်လည်းဩကျွန်တော်ကိုယ်တိုင်တင်တာတင်ရိုက်နေတဲ့အချိန်မှာသူ့ကိုယ်တိုင်လာရှုပ်တာလာရှုပ်လို့ကျွန်တော်လာရှုပ်လို့လာရှုပ်တဲ့အကြောင်းပြောတာပြောတဲ့ဟာကျွန်တော်သူ့ကိုရှင်းပြရှင်းပြတဲ့အချိန်မှာမင်းကဘာကောင်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ကိုလာပြီးထိုးမယ်လို့လုပ်တာအဲ့ဒါကျွန်တော်ကနေပြီးတော့ကျွန်တော်ထိုးရင်ထိုးရင်ထိုးလို့ကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ကျွန်တော်ပြောတာအဲ့ဒါကိုတော့ကျွန်တော်ထိုးလိုက်တာဒီဘက်ကိုထိုးလိုက်တာနော်ထိုးမယ်ကျွန်တော်သူ့ဘာမှပြန်မလုပ်ဘူးနော်ထိုးလေထိုးလေထိုးပြီးတော့ကျွန်တော်ကိုငါလုံးမသာမင်းဆောက်ကွက်ကိုမမြင်ချင်ဘူးမင်းအခုချက်ချင်းငါဆိုင်နေထွက်သွားလို့ပြောတယ်ပြောတော့ကျွန်တော်ကျွန်တော်လာစာရှင်းပြီးကျွန်တော်ထွက်သွားမယ်ဆိုကျွန်တော်လာစာရှင်းပြီးရှင်းပြီးပြီးတော့စွတ်တီမောင်းထိုးတာမင်းဆောက်ကွက်မမြင်ဘူးမင်းချက်ချင်းအခုချက်ချင်းထွက်လိုက်တော့စွတ်တီကျွန်တော် အတင်းမောင်းထုတ်တာနော်ကျွန်တော်ဘာမှအမှားလုပ်ထားမှုအဲ့ဒီတစ်တော်လေးပဲတင်မိတာတစ်တော်လေးတင်မိအဲ့ဒီအကြောင်းကိုကျွန်တော်ရှင်းပြလိုက်တာနဲ့အဲ့လိုဖြစ်သွားတာနော်ဒီမှာเนาะဒီတစ်တော့ပါเนาะဒီတစ်တော့ကိုကျွန်တော်ကဟော့ပော့စားတဲ့ဟော့ပော့စားသွားတဲ့နေ့ညနေပေါ့နော်ညနေကျွန်တော်တို့အလုပ်ကြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော်ဟော့ပော့စားသွားမယ်ဆိုတော့အပြင်ဝယ်စားလဲလဲပြီးကျွန်တော်တစ်တော့ရိုက်နေတာရိုက်နေတာကမှဖွေးဖွေးရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တာကျွန်တော်ဖွေးဖွေးမရှုပ်နဲ့ရှေ့ရနေဖဲ့ပေးလို့ပြောတာကိုမရဘူးကျွန်တော်၃လေးခေါက်ရလဲ၃လေးခေါက်တော့ तू က ရှိရနေလိုက်ရှုပ်တာရှုပ်ရှုပ်ရိုက်ရိုက်ပြီးသုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုပြီးသွားလိုက်တာသွားတော့ကြအဲ့သုံးဖို့ကြံနေရအဲ့သုံးဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်သွားတာရှိမှာမပိုးချပြုခင်ဒါလေးကိုမြင်သွားတာရှိမှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ဆိုင်ပြည့်ရဲ့ messenger မှာကျွန်တော်ကိုလာပြောတာအဲဒီဝန်ထမ်းနေနဲ့ကလေးနေနဲ့ passenger နဲ့ကောက်မှာတင်ခွင့်မရှိဘူးလို့လာပြောတယ်ပြောတော့ပြောတော့ကျွန်တော်ကအဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလို့ပြောပြီးတော့ကျွန်တော်ကအဲဆိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲမျိုးပေါ့နော် ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲ तू ကလာရှုပ်တဲ့ဟာကိုအဲကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြီးဒီနေ့ကျတော့ဖက်ဆက်ကစားမိရမင်းကလည်းအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်လဲကျွန်တော်လာပြောတာပြောလဲပြောဟုတ်တယ်လို့ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာရှုပ်တာဆိုအဲ့ဆိုရင်လည်းမင်းကလည်းမပိုင်းဟာတင့်လေးတဲ့မပိုင်းဟာဒီကျွန်တော်သုံးဖို့လုပ်ရတာသုံးဖို့လုံးပါနေရတယ်ရမ်းမဲတင့်လိုက်တာလို့အဲ့လိုပြောပါပြောလဲပြော तू ကကျွန်တော်နောက်ကတ်လာပြီမင်းကဘာကောင်လို့လဲကျွန်တော်ထိုးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့ဒါ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထိုးလဲထိုးလိုက်ပြီးပြီးလဲပြောမင်းအလုံးကမင်းစောက်ကကိုမမြင်ချင်ဘူးလေမင်းနဲ့အခုချက်ချင်းနဲ့စိုင်းနဲ့ထွက်သွားတယ်အဲ့နဲ့အင်းထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပေးလို့ပြောပြီးသူကလာစာရှင်းပေးတာရှင်းလဲရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကကိုမမြင်တော့ဘူးလေအလုံးကမင်းထွက်လိုက်တော့ပြီးရင်လည်းမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်သူ့ရဲ့လိမ့်စာကိုသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိရသိရမလားဟုတ်ကဲ့ရရတယ်ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမလုပ်ထားမှမဟုတ်ဘူးချက်သူလို့လုပ်လို့ရတယ်အေးမိမိသားစုကလည်းဒုက္ခပေးလို့ရတယ်ဘာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ကြာဖြစ်တယ်ကျွန်တော်ပြောပြီးတော့မောင်းချလာသူတည်မောင်းချကျွန်တော်လည်းထွက်လာထွက်လာအခုလုံးဝဝန်ထမ်းအပြောင်းနဲ့ပိုင်ရှင်တောင်းလည်းဘလို့ပဲပြဿနာဖြစ်နေပြီဒီကိုထီးလေးရလောက်စားကြောင်းတချောင်းမှမရှိဘူးကျွန်တော်ကိုကိုထီးလေးရလောက်တာလုံးဝမကျင်တတ်ပါဘူးเนาะကြီးနိုင်ငံချင်းလောက်တာပါဒါလုံးဝ ကြီးနိုင်ငံကြီးလောက်တာပါလုံးဝကိုမတရားမှုပါเนาะလုံးဝကိုကျွန်တော်လုံးဝအတင်းကြီးမခံနိုင်ပါဘူးကျွန်တော်တို့လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကပျော်နေဦးမှာเนาะလုံးဝကိုမကျင်တတ်ပါဘူးเนาะအဲဒီမနေ့ပြဿနာအစားဒီလိုပါเนาะအရင်ဆုံးအဲ့ဒီမင်းကလေးနဲ့ခုနကကျွန်တော်နဲ့အတူတူအလုပ်ထုတ်ခံရတဲ့ကမာလီနဲ့ပေါ့เนาะကမာလီနဲ့ကျွန်တော်တို့အလုပ်ကကောင်လေးတယောက်နဲ့နှစ်ယောက်သူတို့ကမနေ့အစော်ကြီးစိုင်းခင်းနေရင်ရန်ဖြစ်ကြပါပေါ့เนาะရန်ဖြစ်ကြတာရန်ဟိုတက်တက်လေးအဲ့လို စကားများအခြေတင်ပြောကြတာဗောနော်ပြောရင်းပြောရင်းနဲ့နေပါဖြစ်တယ်ညာဖြစ်တယ်ပြောရင်းပြောရင်းနဲ့ကောင်မလေးကနေပြီးကောင်လေးကိုအချောက်လို့ဆိုတော့အချောက်လို့ဆဲလိုက်တာဆဲလိုက်တဲ့ဟာကိုအဲ့ကောင်လေးကနေပြီးရောအဲ့ကောင်မကိုပြန်အဲ့ကောင်မလေးကိုပြန်ပြောလိုက်တာဗောနော်ဟိုဟာချောက်တော်နဲ့နင်းမေနင်းမေကိုတက်လို့နေလို့လားသူကပြောတာသူ့အမေကိုအဲ့လိုနင်းမေကိုလည်းငါတက်လို့နေလို့လားအဲ့လိုပြောလိုက်တာပြောလိုက်ပြောသူကနေပြီးရောအဲ့သူ့ကိုအဲ့လိုသူ့အမေနဲ့ကင်ဆဲပါတယ်ဗောနော်သူ့အမေနဲ့ကင်ဆဲပါတယ်လို့ပြောတော့ သူကနေပြီးရှင်းခိုင်းတာဟိုမန်နေဂျာမန်နေဂျာအကိုရဲပြီးတော့ကျတော့သူတို့စိုင်းတာဝန်ကမမထီးရဲကိုပြောတယ်ဗောနော်သူကအဲ့လိုသမီးကိုအဲ့လိုဖျက်ပြောတယ်ဗောနော်သမီးကိုသမီးအမေကိုအဲ့လိုသမီးမေကိုငါလိုးတက်မဲ့ဘာဖြစ်နေကြဖြစ်နေအဲ့လိုမျိုးပြောရတဲ့သမီးဖြည့်ရှင်းခြင်းတယ်သူသမီးကိုတောင်းပန်ခိုင်းဗောနော်အဲ့လိုပြောတာပြောလို့ပြောအာနဲ့အဲ့ဟွာနေပြီးတော့မန်နေဂျာကိုကြီးနဲ့အဲမမထင်းနေရနေပြီးတော့ပြောတာအဲ့လိုအတူတူပဲပေါ့နော်နင်တို့ညအတူတူပဲတန်းတူတာအဲ့လိုရန်ဖြစ်ကြအတူတူပဲငါတို့မဖြည့်ရှင်းတတ်ဘူးအဲ့လိုမျိုးပြောတာအားနဲ့ အဟိုမပိုးတို့ကိုသူကသွားပြောမယ်လို့ပြောတာမပိုးကိုသွားပြောလိုက်အောင်မယ်မပိုးကြီးဖြည့်ရှင်းခိုင်းမယ်လို့ပြောပြီးအပေါ်တက်သွားတာအပေါ်တက်သွားပြီးတော့ခဏလေးတော့ကြာအကိုကဆင်းလာအကိုအကိုတနှုံးကြီးကဆင်းလာဆင်းနေဆင်းလာပြီးတော့အဲရှူးရှူးကိုပြောတာခုနကတရက်ပေါ့နော်ဟိုကနေမဲ့ဆိုင်မှာပြဿနာနေနေမဲ့ဖြစ်တာနေမဲ့ခဏခဏပြဿနာဖြစ်နေရတယ်နင်းထွက်တယ်နင်းနင်းကိုမြင်ချင်ဝင်နင်းထွက်လိုက်တော့တယ်အဲ့လိုပြောတာအဲ့လိုပြောပြောအဲ့နင်းလည်းမထွက်သေးဘူးလားထွက်တော့ဆိုပြီးသူ့ကိုမောင်းထုတ်တာ တော့တော်ဆိုပြီးပြောတာပြောလို့ပြောပြီးတော့သူ့ကိုပြောပြီးကျွန်တော်စီကိုရှောက်လာကျွန်တော်စီကိုရှောက်လာကျွန်တော်ကျွန်တော်ကမတိတ်တည်ရက်နေရက်နေရက်ရက်နေပြီးတော့ဟိုမင်းကလည်းဘာဖြစ်ဘာဖြစ်မင်းကလည်းငါသမီးကိုလည်းဘာပြောရလဲမင်းကလည်းအဲ့လိုမျိုးပြောတာအဲ့တော့ငါဘာလို့ရှုပ်တယ်လို့ပြောရလဲလဲအဲမဟုတ်ဘူးလို့ကျွန်တော်ကအဲ့နေရာရိုက်တာ3 3 3ပုတ်ရိုက်တာ3ပုတ်လုံးသူကရှိမှရှုပ်နေတာပေါ့နော်ရှုပ်နေလို့မလို့ကျွန်တော်ဒီတိုင်းပဲအဲ3ပုတ်လုံးပဲ3ပုတ်ကတုံရှုပ်နေတော့ကြာကျွန်တော်တပုတ်ကိုတင်မယ်ဆိုပြီးလရဲ့ပုံလေးတင်လိုက်တာတင်ပြီးတော့မှနောက်နေ့ကျမှမပိုးကမြင်ပြီးတော့အဲ့လိုလာပြောတာအဲ့လိုလာပြောတော့ ကျွန်တော်ကအတင်းချတာမဟုတ်ဘူးမမထီလည်းရှိတယ်အဲ့ဒီအချိန်မှာအမဘိုးကလာပြောတဲ့အချိန်မှာမမထီလည်းရှိရယ်ဟောဘာမကိုလဲဘာမမဟုတ်ပဲနဲ့ပြောခံရတယ်ပေါ့နော်အဲလိုက်ရှုပ်တာကြကလေးတွေကလိုက်ရှုပ်တာသူတို့ကဟောလိုက်ပြီးမကပါနဲ့မလကပါနဲ့လိုက်ပြောတာဟောသူစုတီလိုက်ကတော့အခုလိုပြောခံရတယ်ပေါ့နော်ကိုလဲဘာမအမှားမလုပ်ခွင့်နဲ့ဆိုပြီးကျွန်တော်အဲ့လိုလေးပြောလိုက်တာအဲ့လိုပြောတာကိုအကိုအကိုထုံးကဘလို့ကြားသွားလဲတော့မသိဘူးပေါ့နော်တစင်တယောက်ကပြောလိုက်လို့ရှိမှကြားသွားပြီးတော့ကျွန်တော်အဲ့လိုပြဿနာလာရှာတာပြဿနာလာရှာရင်အဲ့လိုဖြစ်ကြတာ ပြဿနာလာဆိုင်တယ်ကျွန်တော်ကသူ့ကိုအော်ရာလဲအော်ရာကြီးပြန်ပြီးတော့ဆဲတာဆိုတော့တလုံးမှမလုပ်ကျွန်တော် AC လေးပဲပြန်ပြောပြတာပြောပြတာကို तू ကအလုပ် မင်းတို့လောက်တမတကငါလို့တတိတက်ကိုပြန်ပြောစရာလားဆိုပြီးကျွန်တော်ကိုအဲထိုးမယ်လို့လောက်တာထိုးမယ်လို့တော့ကျွန်တော်နေပြီးတော့အဲကျွန်တော်ကိုမထိုးနဲ့တော့ကျွန်တော်ကကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ပြောလိုက်တာပြောပြောကျွန်တော်ကထိုးရက်ကွာဆိုကျွန်တော်ထိုးလိုက်တာဒါပေမဲ့ကျွန်တော်သူ့ကိုဘာမှပြန်မလုပ်ဘူး तू နောက်ချက်တစ်ချက်ကျွန်တော်ကိုထိုးမလို့ရှိသေးရဲ့တခြားသူကြီးကစွဲထားလို့ဘုံကကျွန်တော် तू နောက်ချက်တစ်ချက်ကျွန်တော်ကိုထိုးမှာမပြီးရင်ကျွန်တော်ကိုဟိုမှာမင်းထွက်လိုက်တော့ဘာညာလဲကျွန်တော်ကိုငါလုံးမသားရီရောမင်းဆက်ကွက်မမြင်ချင်ဘူးရောမင်းမိသားစုဘာလုံးမညာလို့မှာအဲ့လိုမျိုးချင်းချောက်ပြီးရောအမျိုးပြောပြီးရောအဲ့လိုမျိုးဖြစ်တာပါခင်ဗျ အဲဒီနေ့ဖြစ်တဲ့ပြဿနာကြာဘလို့စပြည်လဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ hotpot သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့က hotpot သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါဘူးเนาะအပြင်ဝက်စားရေးလဲပြီးပြီအဲဆိုင်လေးပိတ်သွားပြီဆိုင်ပစ္စည်းလေးအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တစ်တော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရဲရဲရဲတဲ့အချိန်မှာဖုဖုကနေရှိမှသူကလိုက်ကာတာ ကတော့မှဘေးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူကသူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ဟိုဘေးမကနဲ့တော့ကမယ်ဆိုရင်ဟိုဟာဖေဖေမီတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုတော့ကမှာပဲကမှာပဲဗျာပြည်မိမိကကမှာပဲဆိုသူကလိုက်ကာကလို့ခလေးဆိုတော့လည်းပါတည်မယ်နော်ပြောလို့မရဘူးဆိုလိုက်ကာကလိုက်ကာကျွန်တော်ကရှိမှကနေကကရဲ့ရှိမှသူကလိုက်ပြီးအဲ့လိုလိုက်စတာပေါ့နော်စားလဲစားတော့ကျွန်တော်ကလည်းအဲ့ဒီမှာဟောဘာမှမဖြစ်တော့ပါဘူးပေါ့ကျွန်တော်အကောင့်မှာဒီတိုင်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာ တင်နေတင်ရောပေါ့အဲဖွေးစင်လေးကအဲ light ချုပ်နေရယ်ဆို light ရှုံနေတော့ဖွေးစင်လေးဆိုပြီးကျွန်တော်အဲ့လိုလေး caption လေးရေးပြီးတော့တင်လိုက်တာတင်လေးတင်ပြီးတော့နောက်နေ့မနေ့25ရက်နေ့မနေ့ကြတော့အမေဘိုးကနေပြီးတော့လာပြောတာအပိတ် messenger မှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့အဲဟွာတွေနဲ့ပါတော့ဟွန်း အဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal account မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်တိုင်းတာဝန်ခံမမထီရဲ့အဲရှိတယ်ရှိတဲ့ချိန်မှာကျွန်တော်ကဩကျွန်တော်ဟာကလေးရဇွတ်လိုက်ကာပါဘောနော်ဇွတ်လိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ဘောနော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးကစိတ်ညစ်တာကိုစိတ်ညစ်တယ်ဘာမှမဟုတ်ဘူးစိတ်ပြတ်တယ်ပေါ့ဗာညာအဲ့လိုပြောတာပြောလဲပြောအဲ့စကားပြီးသွားရင်အဲ့ဒီမှာအဲ့ဒီမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနဲ့မှဖြစ်တာ ဒီနေ့မနေ့မှာစဖြစ်တာပဲဒီနေ့မနေ့မှာဖြစ်ဖြစ်လို့လဲဆိုတော့ဆိုင်းတယ်လို့ဖြစ်သွားတာပေါ့ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားတယ်ပြီးသွားရောဒီနေ့မနေ့မှာဆိုင်းအဝင်တန်းကောင်လေးတွေနဲ့ကာမလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကာမလေးကောင်လေးကနေကာမလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကာမလေးကနေအဲ့လိုမျိုးသူ့သူ့အမီကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထွန်းနေရလို့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုသွားပြောမယ်ဆိုပြီးသွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထွန်းဝင်းကစင်လာစင်လာပြီးတော့မှအဲ့ကာမလေးကိုအနေနဲ့အလုတ်ရှုပ်တယ်နင်းနင်းတော်တော်ဆရာ ုပ်တန်းနေထွက်တော်ဆိုပြီးပြောတာပြောပြောကျွန်တော်မတည့်ရရနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပေါ့နော်ကိုကိုနေရအဲ့လိုလေးမတည့်ရရနဲ့ဆိုမင်းရအောင်လေဘာဖြစ်ချင်တာအောင်ငါသမီးကိုဘာပြောရအောင်နဲ့အဲဘာပြောရအောင်နဲ့မင်းငါသမီးကိုအဲ့လိုမင်းကခလေးကလိုက်ပြီးရောရှုပ်တယ်ဆိုရင်ပြောတာဘာဖြစ်လို့အောင်ဩကျွန်တော်က ်ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာဗောနော် तू ကလိုက်ပြီးတော့စွတ်တီးရှေ့ကနေလိုက်ကာတာဗောကျွန်တော်ကမကနေလို့ပြောတယ်အဲ့နေကမကနေလို့ပြောတာ तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာဗောဘာမှဖြစ်လိမ့်မယ်မထင်တာဘူးကျွန်တော်အကောင်ကလည်းပုံမှန်အကောင်ပါပဲဘာမှလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဒီတိုင်းလေးပဲတင်လိုက်တာတင်လိုက်တာမှ तू ကအဲ့လိုမျိုးလာပြောတာလာပြောရင်လည်းကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာဗောနော် ကျွန်တော် EEC လေးပဲပြောလုံးဝဟိုဒေါသမန်နေအဖွာဖြစ်တယ်တခုမှမပေါ EEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုရှင်တယောက်ကအလုရှင်တယောက်ကိုအလုသမားတယောက်ကအလုပြန်ပြောကြလာတယ်ကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့တော့အပြည့်တနာကိုဖြည့်ရှင်းပေးပါနော် ကဲကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့တော်တော့ပါပြန်เนาะဒါဒီညီလေးပြောသွားတဲ့စကားမှတင်ဒါအဖြစ်အပါနေပြီဗျာเนาะဒီညီလေးကမပိုးချပြူခင်ရဲ့သမီးနဲ့ဒါ TikTok ဆော့မိတယ်အဲ့ဒီဗီဒီယိုလိုင်းပေါ်မှာတင်တယ်မပိုးချပြူခင်ကဝန်ထမ်းတွေနဲ့ကလေးတွေနဲ့ရိုက်ထားတဲ့ဒီလိုဗီဒီယိုတွေကိုပတ်စင်နဲ့မှမတင်ရဘူးလို့ဒါသူကတတိပေးတာပေါ့ဒါကိုဒီညီလေးကဘာဖြစ်တယ်ညာဖြစ်တယ်စိတ်ပြက်တယ်လက်ပြက်တယ်နဲ့ဒီလိုမျိုးပြောတာကိုတထေးနာရောက်သွားတဲ့အခါမျိုးကြတော့ဘလို့တထေးပဲဖြစ်ဖြစ်ပေါ့เนาะကိုယ့်ရဲ့ဝန်ထမ်းကကိုယ့်ကိုဒါမျိုးပြောတာဆိုတော့ ဒါပဲတတိယကြိုက်မှာလဲဗျာနော်ဒီ feeling ကိုတော့ဘယ်သူမှကြိုက်မှာမဟုတ်ဘူးအဲ့ဒီချက်မှာနေဒါဒီညီလေးကဒီလိုမျိုးပြောမိတဲ့အတွက်သူမားတယ်ဗောနော်မပိုးချပြူခင်းရဲ့ယောက်ျားကလည်းဒါသူ့ရဲ့ဆိုင်ကဝန်တန်းကိုဗောနော်ကုတီလေးယောက်ကျွလွန်တာဆိုတော့လဲဒါမားသွားပြီဗောနော်ဒါဒီညီလေးကစကားမတက်တာလဲပါတယ်ဗျာတကယ်ချင်းတို့လည်းဒီပြဿနာကဗောနော်ဘယ်သူမှလဲဘယ်သူမှန်လဲဆိုတာကိုအခုလောက်တော့နည်းနည်းလေးသိလောက်ပြီလို့ထင်နေဗျာနော် တငငချင်းတို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျာနော်မပိုးချပြုခင်တို့ဘက်ကပေါ့နော်ဒီတဲ့င်းကိုထုတ်ပြန်လာတဲ့အခါမျိုးကြရင်လည်းဒါကျွန်တော်တို့ဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမှာဗျာ